ခြေဒီနေ့ဂျမ်ပါကတော့ယောမဩရစာခန်းကြီး6ဖြစ်ပါတယ်။ယောမဩရစာအခန်းကြီး6အငယ်1မှ7ထို့သို့မှန်လင်အဘယ်သို့ပြောရမည်နည်းကျေးဇူးတော်ပွားများစေခြင်းကအပြစ်တရားကိုကျင့်၍နေရမည်လို့ထို့သို့မနေရအပြစ်တရားမှဆုတေသောသူတို့သည် ထိုတရား၌အဘယ်သို့ရှင်ရဥမည်နည်းယေရှုခရစ်၌ဗတ္တိဇံကို ခံတော်သူ ရှိသမျှတို့သည် အပေခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြသည်ဟုတင်တို့မတိတလောထို့ကြောင့်အပေခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအဖျင်ထိုသခင်နှင့်အတူတင်းကြိုခြင်းကို ခံကြ၏အကြောင်းမူကားခရစ်တော်သည် ခမည်းတော်၏ဘုံတကူအဖျင်တည်ခြင်းမှထမြောက်တော်မူသည်နိတူငါတို့သည်လည်းအသက်သောအသက်၌ကျင်လည်ရကြသည် တဏီကအသေးခံတော်မူခြင်း၏ပုံတရံကိုဆောင်၍ထိုသခင်နှင့်အတူငါတို့သည်စိုက်ပျိုးလျက်ရှိသည်မှန်လျင်ထမ်းမြောက်တော်မူခြင်း၏ပုံတရံကိုဆောင်၍စိုက်ပျိုးလျက်ရှိကြလိမ့်မည်ထိုမှတပါငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူလက်ဝါးကတိုင်မှအသေးသက်ခြင်းကိုခံပြီးဟုငါတို့သိကြ၏အကြောင်းမူကားငါတို့သည် နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းကအပြစ်တရား၏ကိုယ်ကို ဖြစ်စည်းမိအကြောင်းဒီတေသောသူသည်အပြစ်တရား၏လက်မှလွတ်လျက်ရှိ၏ခရစ်တော်သည်တေခြင်းမှထမ်းမြောက်သောအခါတေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏တေခြင်းတရားသည်နောက်တဖန်ကိုရောကိုမအုပ်ဆိုးရသည်ကိုထောက်တော်ငါတို့သည်ခရစ်တော်နှင့်အတူတေလင် ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု သဘောရှိကြ၏ခရစ်တော်သည်အသေးခံတော်မူရာမှအပြစ်တရားကြောင့်တခြင်းသာခံတော်မူ၏အသက်ရှင်တော်မူရာမှဘုရားသခင်အဖို့ရှင်တော်မူ၏ထိုနည်းတူတင်တို့သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကအသေးဖြစ်သည်ဟု၍၎င်းဘုရားသခင်နှင့်ဆိုင်သောအရာ၌ကငါတို့သခင်ယေရှုခရစ်အားဖြင့်အသက်ရှင်သည်ဟု၍၎င်းကိုကိုကိုထင်မှတ်ကြလော အငယ်၁၂မှ၁ထိုကြောင့်တင်တို့ဤသေတတ်သော ကိုခန္ဓာဤတတ်မဲ့ခြင်းအလိုတို့လက်ရသည့်တိုင်အောင်အပြစ်တရားသည်ထိုကိုခန္ဓာ၌အဆိုးမရစေနှင့်တင်တို့ဤကိုအင်္ဂါများကိုဒုစရိုက်လက်နှင့်ဖြစ်စေ၍အပြစ်တရားအားမဆက်ကြနှင့်တည်ခြင်းမှထမ်းမြောက်၍အသက်ရှင်သောသူကဲ့သို့ဘုရားသခင်အားကိုကိုကိုဆက်ကြလော့ ကိုအင်္ဂါများကိုလည်းသူစီရဲ့လက်နှင့်ဖြစ်စေ၍ဘုရားသခင်အားဆက်ကြတော့တင်တို့သည်ပညာတရားလက်၌မရှိဂျေစုတရားလက်၌ရှိသောကြောင့်အပြစ်တရားသည်တင်တို့ကိုမအုပ်ဆိုးရ။အငယ်၅မှ23ထို့သောဖြစ်လျင်အဘယ်သို့နည်းငါတို့သည်ပညာတရားလက်၌မရှိဂျေစုတရားလက်၌ရှိသောကြောင့်ဒုစီရိုက်ကို ပြုရမည်လို့ထို့သောမပြုရ။ အချင်းသူဤအထံ၌အစေခံကျွန်ဖြစ်ခြင်းကတင်တို့ဝင်၍အစေခံဤထိုသူသည်တေခြင်းနှင့်ရှင်သော အပြစ်တရားဖြစ်စေဖြောက်မရသောရောက်ခြင်းနှင့် ရှင်သော နားထောင်ခြင်းတရားဖြစ်စေတင်တို့ဤသခင်ဖြစ်သည်ကိုမတိကြသလိုတင်တို့သည် အပြစ်တရားဤကျွန်ဖြစ်ဘူးတော်လဲယခုတွင်ခံခဲ့ပြီးသောဩဝါဒဤဥပရိသစကားကို စေတနာစိတ်နှင့်နားထောင်ကြသည်ဖြစ်ပြီး ဘုရားသခင်ဤကျေးဇူးတော်ကြီးလှပေ၏။သင်တို့သည်အပြစ်တရား၏လက်မှလွတ်ကြပြီဖြစ်၍ဖြောင့်မတ်ခြင်းတရား၏ကျွံဖြစ်ကြ၏။ထို့သောငါဆိုသောသင်တို့သည်ဇာတိပဂတိအတိုင်းညံနေသောကြောင့်လောကီဝဟာရအဖြစ်ဆိုသည်။သင်တို့သည်မိမိတို့ကိုယ်အင်္ဂါများကိုအာဓမအလိုငါညှိညူးခြင်းတရားအာဓမတရား၌တွင်း၍ကျွံခံစေဘူးသည်နိတု ယခုမှကိုအင်္ဂါများကိုတန်ရှင်းခြင်းအလို့ငါဖြောက်မှတ်ခြင်းတရား၌တွင်၍ကျွံခံစေကြလောသင်တို့သည်အပြစ်တရား၏ကျွံဖြစ်စဉ်ကာလဖြောက်မှတ်ခြင်းတရား၏လက်မှလွတ်ကြ၏ယခုသင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကိုကျင့်စဉ်ခါအဘယ်အကျိုးကိုရကြသနည်းထိုတို့သောအကျင့်သည်တည်ခြင်း၌လမ်းဆုံးသည် ယခုမူကားတင်တို့သည်အပြစ်တရား၏လက်မှလွတ်၍ဘုရားသခင်ကြုံဖြစ်ကြသည်နှင့်ဤတန်ရှင်းခြင်းအကျိုးကိုရကြ၏အဆုံး၌လည်းသာဝရတက်ကိုရကြလိမ့်မည်အပြစ်တရား၏အခါကတည်ခြင်းပေသည်ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်သာဝရအသက်ပေသည်အမေနောက်ဗီဒီယိုမှာပြင်တွေ့မယ်နောက်ချမ်းပိုင်မှာပြင်တွေ့ကြမယ်နော်ဘိုးဘိုင်း